ဘိုးတန်းရွှင်နဲ့ဘိုးခင်ညွန်းတို့ရဲ့ဆရာတွေဟာကျောင်းတော်ကရံပတ်တွေဖြစ်ခဲ့ကြပါတယ်။ဘိုးအေးကိုနဲ့ဘိုးတင်းဆွေတို့ဟာအေယာဝတီတိုင်းသားတွေဖြစ်ပေမဲ့ငယ်စဉ်ကတည်းကတအူးနဲ့တအူးပြိုင်ဘက်တွေဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ စ်တပ်နဲ့အာဏာသိမ်းတဲ့ဆိုတာဟာလက်နက်ကင်တပ်တွေရဲ့အင်အားကိုတုံးပြီးနိုင်ငံတော်အာဏာကို ရှင်းလျှောက်လူယူတိမ်ပိုက်ရတာမျိုးမို့လို့လက်နက်ကင်တပ်တွေကိုဓာတ်ရိုက်အမိတ်ပေးကုကဲကွင်းရှိသူစစ်ဗိုလ်ချုပ်အများစုရဲ့ထောက်ခံမှုရရှိဖို့ကိုအထူးလိုအပ်တာတွေ့ရပါတယ်။1962ဆီယနာသိမ်းပွဲကိုကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းနဲ့စစ်ထောက်လိုင်းရေးအကြီးအကဲ ဗိုလ်မှူးကြီးမောင်လင်းနှက္ခမ်းမွေးတို့ကဦးဆောင်ပြီးကြိတ်လုခဲ့တာဆိုပေမဲ့အာနာသိန်းချောင်းကျင်ညာပြီးစစ်ကောင်စီဖွဲ့စည်းတဲ့အခါမှာတော့စစ်တိုင်းမှုတွေအပါအဝင်ထိပ်ပိုင်းတပ်မှူးကြီးတွေကို အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖော်ပြခဲ့တာတွေ့နိုင်ပါတယ်။အနာသိန်းစစ်ကောင်စီမှာအမည်ထည့်သွင်းဖို့ပြခံခဲ့ကြရတဲ့ဗိုလ်ချုပ်ဗိုလ်မှူးကြီးအများစုဟာအာနာသိန်းပွဲမှာပါဝင်ဖို့နေနေတာတာကြိုတင်ပြီးတော့လည်းမတိခဲ့ကြဘူးလို့ဆိုပါတယ်1962နှစ် အာနာသိစစ်ကောင်စီရဲ့အဖွဲ့ဝင်တမူကြီးအများစုဟာဘူနေဝင်းရဲ့တာနာကလေးငယ်မွေးရှံပေါက်တွေနဲ့သူ့ဩဇာကိုမလွန်ဆန်ရဲတဲ့ဆိုရှယ်လစ်တပ်မှုတွေဖြစ်နေကြတာကြောင့်ဘူနေဝင်းကသူတို့ကိုမတိုင်မီမဲအာနာသိခဲ့တဲ့အပြင်အာနာသိစစ်ကောင်စီမှလည်းသူတို့ရဲ့အမိတွေကိုထည့်သွင်းခဲ့ပေမဲ့စောရကမတက်ရဲလို့ငြိမ်နေခဲ့ကြတာဖြစ်နိုင်တယ်လို့ကိုယ်တိုင်ဘာမှလှုပ်เสียရမလို့ပဲအာနာရှင်တွေဖြစ်လာရတဲ့အတွက်ကျိတ်ဝမ်းသာပြီးမိမ့်နေခဲ့ကြတာလည်းဖြစ်နိုင်ပါတယ် 1958ခုနှစ်မှာဘိုနီဝင်းနဲ့တုံနောက်လိုက်တစုက နိုင်ငံတော်အာဏာကိုပထမဆုံးအကြိမ်အမှုကျန်းစည်းခဲ့စဉ်ကတောင်ပိုင်းတိုင်းတိုင်းမူဗိုလ်ချုပ်ပလိတ်တဦးသာလင်းပွန့်ပွန့်လင်းလင်းဆန့်ကျင်ပြီးတပ်မတော်ကနှုတ်ထွက်သွားခဲ့ကြောင်းသိရှိရပါတယ်။ဗိုလ်ချုပ်ပလိတ်ဟာမိမိရဲ့ယုံကြည်ချက်အတွက်ယာရုနဲ့စည်းစိမ်ကိုဆွလွရဲတဲ့ရှာရှာပါပါစစ်သားကောင်းတဦးလို့ဆိုရမှာဖြစ်ပါတယ်။ 1962ဆရာနာသိမ့်ပွဲမှာတော့ဗိုလ်ချုပ်ပလိတ်လိုစစ်သားကောင်းတွေတယောက်မှပေါ်ထွက်ခဲ့တာမတွေ့ခဲ့ရပါဘူး1969ခုနှစ်နိုဝင်ဘာ15ရက်နာဝတာစေအုပ်စုအတွင်အာနာလူပွဲမှာလဲဗိုလ်ချုပ်မူကြီးတက်ရွှေဟာနာအဖအတွေ့ရမှုတစ်လဲဖြစ်စစ်တောက်လာရဲ့အကြီးအကဲလဲဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့ပေါင်းပြီးနာဝတာစေအုပ်စုအတွင်ကသူ့ရဲ့အဓိကပြိုင်ဘက်တွေကိုအစုလိုက်အပြုံလိုက်ဖြုတ်ထုတ်ရှင်းလုပ်ခဲ့တာဖြစ်ပါတယ် 1962ဘိုနေဝင်းအာနာသိန်းကဲစင်ကဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်အောင်ကြီးကိုရိုင်းတောင်ကြိုတင်သိရှိခဲ့ခြင်းမရှိဘူးလို့ကြားပူပါတယ်အခု1999ဆေးအုပ်စုအတွင်းအာဏာလုပွဲမှာလဲဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးကြိုတင်သိရှိခဲ့ရလာဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဘူတန်းချွေနယ်ဘုခင်ညွန်းတို့ပေါင်းပြီးဖြုတ်ထုတ်ရှင်းခဲ့တဲ့နာဝတာစစ်ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီးတရာစင်ကျော်ထဲမှာအများစုဟာဘူမောင်အေးကိုဒုတိယတပ်ချုပ်ကြီးဖြစ်လာအောင်ဆွတ်တင်ပေးခဲ့တဲ့လောက်ပေါ်ကင်ဘတ်တွေဖြစ်နေကြတာကြောင့်ဖြစ်ပါတယ်။1990ခေါ်အာနာလူနာအဖစစ်ကောင်းဆောင်တွေထဲမှာဘူတန်းရွှေဘူမောင်အေးနဲ့ဘိုခင်ညွန့်တို့ပြီးရေစတုဒ္ဒနဲ့ပြစ်စမအာနာအရှိဆုံးပုဂ္ဂိုလ်တွေကတော့ နာဖအတွင်ရမှုနှစ်လည်းဖြစ်စူအူစီအရာချီချုပ်ကြီးလည်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့နာဖအတွင်ရမှုသုံးလည်းဖြစ်စည်ရင်ချုပ်လည်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ဝင်းမြင့်တို့ဟာဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့ယုံကြည်စိတ်ရှားရတဲ့တပည့်ရင်းတွေဖြစ်ကြောင်းသိရှိရပါတယ်။ဒီယာနာလူပွဲဟာ1962ဆစ်အာနာသိမ့်ပွဲထက်ပိုပြီးအနေရကြီးတယ်လို့ဆိုနိုင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့1962အာဏာသိမ်းပွဲဟာအယက်သားဒီမိုကရေစီအစိုးရထံကအာဏာကိုစစ်တပ်ကသိမ်းပိုက်ခဲ့တာဖြစ်ပြီး1969အာဏာလူပွဲကတော့တယောက်ရှေ့လန်းတယောက်အမဲဆောက်ကျင်းနေကြတဲ့စစ်အာဏာရှင်အရှင်ချင်းကြားမှာပြုလုပ်ခဲ့ရလို့ဖြစ်ပါတယ်။ဒီအာနာလူပွဲမှာလဲဆေအာနာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေကကာကွယ်ရေးဦးစီးချုပ်လေးကာကွယ်ရေးဦးစီးချုပ်ရေနဲ့စစ်တိုင်းမှုဆက်နှစ်ဦးကိုကြိုတင်တိုင်ပင်အသိပေးခြင်းရှိမှရှိစဉ်းစားစရာဖြစ်ပါတယ်။ နာဝတာဆေအုစုအတွင်ကဖြုတ်ထုတ်ရှင်းခံလာရတဲ့ဒုတိယဗိုလ်ချုပ်ကြီးတရာစင်ကျော်ဟာအဲ့ဒီအချိန်ကတက်မဲ့ဗိုလ်ချုပ်ကြီးတွေဖြစ်နေကြမဲ့သူတို့အားလုံးဟာသူခေတ္တအခါကတက်မတော်ထဲမှာဩဇာအာဏာထက်ခဲ့သူတွေဖြစ်ကြတဲ့အတွက်ဆရာမွေးတပည့်ယဉ်ကျေးမှုထွန်ကားနေတဲ့မြမတက်မတော်ထဲမှာသူတို့ကိုထောက်ခံတဲ့တိုင်မူတက်မမူစကခမူဓာကဆမူတွေလည်းအများအပြားရှိနေမှသိကြပါဗျ။ ဒါကြောင့်ဒီအာနာလူမဲ့တည်ဟာကြိုတင်ပေါက်ကြားခဲ့ရဲတက်မတော်အတွင်မှာမငြိမ်မသက်မှုတွေပေါ်ပေါက်လာနိုင်ပါတယ်။ဘူတန်းရွှေအနေနဲ့လည်းတက်တွင်းစုပူမှုတွေဖြစ်လာနိုင်တဲ့အလားအလာကိုတွေးကြောက်ခဲ့တာကြောင့်သူဖြုတ်ထုတ်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးဆက်တော်ဦးကိုယတိပြတ်ရှင်းမပြည့်ရဲသေးပဲအကြံပေးအဖွဲဆိုတဲ့အမည်နဲ့ခုနှစ်လနေပါအထီးခန့်အပ်ပြီးအရှိအအနေကိုစောင့်ကြည့်ခဲ့တာတွေ့ရပါတယ်။ တက်ကဘာမှတုံ့ပြန်မှုမရှိကြောင်းတေကြတဲ့အရှင်ရောက်မှအကြံပေးအဖွဲဆိုတာကိုပါအပြီးပိုင်ဖြတ်သိမ်းလိုက်ပြီးဒုတိယပူကြိုကြီးဆက်တော်ဦးကို လုံးဝဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်နာအဖအာနာလူစစ်ကောင်စီအသည်မှာဗိုလ်ချုပ်မူကြီးတန့်ရွှေဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမောင်အေးဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးခင်ညွတ်အတွင်ရေးမှုတက်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးအတွင်ရေးမှုနှင့်ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်အတွင်ရေးမှုသုံးဗိုလ်မှုချုပ်ညွန့်သိန်းကာကွယ်ရေးဦးစီးချုပ်ရေး ဗိုလ်မှူးချုပ်ကျော်တန်းကာကွယ်ရေးဦးစီးချုပ်လေးနဲ့စစ်တိုင်းမှုတွေဖြစ်ကြတဲ့ဗိုလ်ချုပ်အောင်ထွေးနာပါခဗိုလ်ချုပ်ရဲမြင့်လာပါခဗိုလ်ချုပ်ခင်မောင်တန်းရာကာတဗိုလ်ချုပ်ကျော်ဝင်းမာပါခဗိုလ်ချုပ်သိန်းစိန်တာကာခဗိုလ်ချုပ်သူရတီဟာသူရစင်မောင်ကာယာခဗိုလ်ချုပ်ရွှေမန်းနာတာခဗိုလ်မှူးချုပ်မြင့်အောင်ရာတာခဗိုလ်မှူးချုပ်မောင်ဘိုးရာပါခ ဗိုလ်မှူးချုပ်တရားသူရတယောက်မြင်ဦးရာမာခဗိုလ်မှူးချုပ်ဆိုဝင်နာမာခဗိုလ်မှူးချုပ်တင်အေးတပါခါတို့ပါဝင်ခဲ့ကြပါတယ်။ဒီစစ်တိုင်းမှုတွေအများစုဟာဗိုလ်ချုပ်မှူးကြီးတန်းရွှေကိုတိုင်စိတ်ကြရွေးချယ်ခံထားခဲ့ကြသူတွေဖြစ်တာမို့သူတို့ကိုချုပ်တဲ့အတိမပေးခဲ့ရင်တောင်စောရကတက်ပြီးအာခံမဲ့သူတွေမဟုတ်တာသိကြပါတယ်။ဘူဂျိုပလိတ်လိုစစ်သားကောင်းတအူးတလီပါဝင်ခဲ့ပြီးမကြည်နဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့မယ်ဆိုရင်လေပူတန်းရွှေကအရှင်ထွက်ခွင့်ပြုမယ်မထင်ပါဘူး 1998ခုနှစ်စေအုပ်စုအတွင်းအာနာလူပွဲအပိမှာပူတန်းရွှေရဲ့အနေအထားဟာပုံမခိုင်မာလာပြီးဩဇာအာနာပူကြီးလာတာကို တွေ့ရပါတယ်။ပူတန်းရွှေကိုရှေးရချင်းတိုင်းပခုံးချင်းရှင်နိုင်တဲ့ဘုံမောင်အင်းနဲ့ဘိုခင်ညို့တို့ဟာမြောက်တစ်ကိုင်းလွတ်တဲ့အရှေ့အနေကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီပွဲမှာဘိုတန်းရွှေဟာဘိုခင်ညွန့်ကိုအကောင်းကောင်းအတုံးချပြီးဘိုမောင်အေးကို ခွေထားနိုင်ခဲ့တာတွေ့ရပါတယ်။ 1998ခုနှစ်စေအုပ်စုတွင်အာဏာလုပွဲကိုဥဆောင်ခဲ့သူလေးဦးအနက်ဘိုတန်းရွှေနဲ့ဘိုတင်ဦးအတွင်ရေးမှူးနှစ်တို့ကဆရာတူစေအုပ်စုတစ်ခုတည်းကဖြစ်ပြီးဘိုမောင်အင်းနဲ့ဘိုခင်ညွန်းတို့ကတော့တင်ကွဲမြောက်တွေဖြစ်ပါတယ်။တကယ်တော့ဘိုတန်းရွှေနဲ့ဘိုခင်ညွန်းတို့ရဲ့ဆရာတွေဟာကျောင်းတော်ကရံပတ်တွေဖြစ်ခဲ့ကြပါတယ်။ ဘိုတန်းရွှေနဲ့ဘိုတင်ဦးတို့ရဲ့ဆရာရေးဟာမဆာလာခင်မှာဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်နောက်ပိုင်းမှာပါတီအထွေထွေအတွင်ရေးမှုနဲ့နိုင်ငံတော်ကောင်စီအတွင်ရေးမှုအထိယာတူးကြီးတွေရရှိခဲ့မှုတဲ့ဒုတိယဘိုလ်ချုပ်ကြီးအေကိုဖြစ်ကြောင်းသိရှိရပါတယ်။ဘိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ဆရာရင်းကတော့မဆာလာခင်မှာစက်မှုတွင်ဝင်ကြီးနဲ့မဆာလာပါတီဗဟိုလ်အုပ်မှုဆောင်ဖြစ်ခဲ့သူဘိုလ်ချုပ်တင့်ဆွေဖြစ်ကြောင်းသိရှိရပါတယ်။ ဘိုးအေးကိုဟာဘိုးနေဝင်းရဲ့တာနာကလေးထွက်ငံဝေးရှံပေါက်တအူးဖြစ်ပြီးဘိုးတန်းရွှေတက်မှမူလုပ်ခဲ့မှုတဲ့တမ88ရဲ့စီနီယာတက်မှမူတအူးလည်းဖြစ်ပါတယ်။ဘိုးအေးကိုနဲ့ဘိုးတန်းရွှေတို့ဟာဘယ်အချိန်ကတည်းကဆရာတပည့်ဖြစ်ခဲ့ကြတယ်လဲဆိုတာအတိအကျမသိရပေမဲ့1985ခုနှစ်မှာဘိုးမူကြီးအေးကိုကရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမူတာဝန်ကိုထမ်းဆောင်နေစဉ်ဒုတိယဗိုလ်ချုပ်ကြီးတက်ရွှေကကကကြီးမှာစစ်ဦးစီးပထမတန်းတာဝန်ကိုထမ်းဆောင်ခဲ့တာတွေ့ရပါတယ်။ ပိုအေးကိုဟာ1986ခုနှစ်မှာပုံမှုချုပ်အစင်းနဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်လာပြီးစစ်ရုံးချုပ်ကိုပြောင်းရွှေ့လာတဲ့အတွက်ဘိုတန်းရွှေဟာပိုအေးကိုရဲ့ကုကဲမှုအောက်မှာစစ်ဦးစီးမှုပထမတန်းတာဝန်ကိုဆက်လက်ထမ်းဆောင်ခဲ့ရပါတယ်။ဘူတန်းရွှေဟာဘိုအေးကိုအောင်မှာတနှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ဆရာသမားရဲ့ဆောင်မကြီးရှုမှုနဲ့တမ88ဒုတိယတမမှုယာယီဒုတိယတမမှုတမမှုစားတဲ့ယာဒူးတွေကိုစက်တရရရှိခဲ့တာတွေ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအေကိုဟာ1982ခုနှစ်စက်တင်ဘာလအထိဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရင်းဒုတိယဗိုလ်ချုပ်ကြီးနိုင်ငံတော်ကောင်စီဝင်မဆာလာပါတီဗဟိုအလုံးအမှုဆောင်ကော်မတီဝင်တွဲဖက်အထွေထွေတွင်ရေးမှုစတဲ့ယာရူးကြီးတွေကို စတားရရှိခဲ့တာတွေ့ရပါတယ်ရေမြင့်လင်ကြတဲ့ဆိုတဲ့ဆိုယိုးနဲ့အညီဆရာဖြစ်သူကောင်းစားချိန်မှာတပည့်တွေလည်းကောင်းစားခဲ့ကြတာကို တွေ့ရပါတယ် အဲ့ဒီအချိန်မှာဗိုလ်တန်းရွှေကလည်းဗိုလ်မူကြီးအစင်းနဲ့တမ88မှာတမမူဖြစ်လာခဲ့တဲ့အပြင်1982ခုနှစ်မဆာလာပါတီရဲ့စတုဒ္ဓအကြိမ်ပါတီညီလာခံမှာဗဟုကောမဒီဝင်ပါဖြစ်လာခဲ့တာတွေ့ရပါတယ်။ဆရာဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးအေကိုက1982ခုနှစ်စက်တင်ဘာ19ရက်နေ့မှာတပ်ပြေပင်စင်နဲ့တပ်မတော်တာဝန်တွေကဖယ်ပေးခဲ့ရပေမဲ့ ဲ့ဒီနှစ်အတွင်းကျမပြုလုပ်ခဲ့တဲ့မဆာလာဘဟုကောမဒီရဲ့စုထအကျဉ်အစီအဝေးနဲ့တတိယအကျဉ်ပြည်သူ့လွတ်တော်ပထမအကျဉ်အစီအဝေးတွေမှာမဆာလာပါတီရဲ့အထွေထွေအတွင်းရေးမှုနဲ့နိုင်ငံတော်ကောင်စီအတွင်းရေးမှုအဖြစ်ရွေးချယ်ခံခဲ့ရပြီးဩဇာအာဏာအရှင်အဝါပုံမကြီးမလာခဲ့ပါတဲ့ ဆရာကတက်တော်မှာမရှိတော့ပင်မဲ့ပါတီလိုင်းမှာအကောင့်ကြီးဖြစ်လာတာကြောင့်ဘူတန်းရွှေလည်း1983ခုနှစ်ကစပြီးနာတာခတိုင်းမူဒေသပါတီဥက္ကဋ္ဌ1985နိုဝင်ဘာလမှာဒုတိယကာကွယ်ရေးဦးစီးချုပ်1988ဇူလိုင်လမှာဒုတိယကာကွယ်ရေးဝန်ကြီးနဲ့မဆာလာဘဟုအလုံးအမှုဆောင်ကော်မတီဝင်စားတဲ့ရာထူးကြီးတွေကိုရရှိလာတာတွေ့ရပါတယ်။ နာဖအတွင်ရင်မှုနှင့်နဲ့စစ်ဦးစီးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးဟာလည်းဗိုလ်ရေးကိုရဲ့တပည့်ရင်တဦးဖြစ်ကြောင်းသိရှိရပါတယ်။ဗိုလ်ရေးကိုဒုချုပ်အဖြစ်ကာကွယ်ရေးဦးစီးချုပ်ရုံးမှစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့1986ခုနှစ်မှာဗိုလ်မှူးတင်ဦးဟာကက်ကကြီးစစ်စင်ရေးဌာနမှာစီအိုစီမူဒုတိယဒန်တာဝင်ကိုထမ်းဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။ဗိုလ်မှူးတင်ဦးဟာလည်းအဲ့ဒီအချိန်ကစပြီးဗိုလ်ချုပ်အေကိုရဲ့တပည့်ရင်တအူးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအရင်ကဘိုးတန်းရွှေကလည်းစီဦးစီမှုပထမတန်းတာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဘိုးအေးကိုဘိုးတန်းရွှေနဲ့ဘိုးတင်ဦးတို့ဟာတယုံနဲ့တထနာထဲမှာဆရာတပည့်တွေအဖြစ်နဲ့အတူတူလက်တွဲခဲ့ဘူးတာတွေ့နိုင်ပါတယ်။ ။ဘိုအေးကိုဟာ1989ခုနှစ်မှာဘိုမူးတင်ဦးကိုခမရတရရှောက်ကိုတရင်မှုတာဝန်နဲ့ခိတပြောင်းရွှေ့ခိုင်းခဲ့ပြီး1989ခုနှစ်ကနေဒူးချုပ်တာဝန်ကဖယ်ရှားပေးခဲ့ရတဲ့1981ခုနှစ်အထိဒုတိယဘိုချုပ်ကြီးတင်ဦးကိုကကကြီးစစ်စင်ရေးဌာနမှစီဦးစီးမှုပထမတန်းအဖြစ်တလျှောက်လုံးခေါ်ယူထားခဲ့တာတွေ့ရပါတယ်။ ဘိုခင်ညွန့်ရဲ့ဆရာရင်ဖြစ်တဲ့ဘိုကျုံတင့်ဆွေဖျားပုံနဲ့ဒုတိယဘိုကျုံကြီးအေကိုကျုံပြောတို့ဟာအေယာဝတီတိုင်းသားတွေဖြစ်ပေမဲ့ငယ်စဉ်ကတည်းကတအူးနဲ့တအူးပြိုင်ဘက်တွေဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ဘိုအေးကိုနဲ့ဘိုတင်းဆွေတို့ဟာ1943ခုနှစ်မှာမမကာကွယ်ရေးတပ်မတော်ကိုဝင်ရောက်ခဲ့ကြပါတယ်။ဘိုတင်းဆွေကအင်္ဂလိပ်မြန်မာဆက်တန်းအောင်ထားတဲ့အတွက်မင်္ဂလာတုံဘိုတင်းနန်းကျောင်းနဲ့ဂျပန်စစ်တပ်ကတူတွေမှာတယောက်ခွင့်ရရှိခဲ့ပြီး 1948ခုနှစ်မှာပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့ပါတယ်။ဘိုအေးကိုကတော့ကျုံပြောနေရှင်တဲ့မျိုးသားကြောင့်မှဆယ်တန်းအထိသာပညာသင်ကြားခဲ့မှုတဲ့အတွက်ဖြည့်တင်းရေးနဲ့တည်ယူပို့ဆောင်ရေးတပ်ရင်းမှာတတအစင်းနဲ့စတင်တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်းမှာသူ့ရဲ့ပါနဲ့ထမြတ်မှုကြောင့်အရာခံဘုကလေးအစင်းအထိခန့်ခံခဲ့ရပါတယ်။1945ခုနှစ်ဖက်စစ်ဂျပန်ဒေါ်လာရေးကာလအတွင်းဘိုတင်းဆွေကဂျပန်ပြည်မှာစစ်ပညာသင်နေခဲ့ပြီးဘိုအေးကိုက တရက်ခရိုင်ရှေတန်းစစ်ဦးစီးဌာနချုပ်တိုင်းတဲ့ပဲနယ်ကုန်းစခန်းတွေမှာဂျပန်ဒေါ်လာရေးတာဝန်တွေကိုထမ်းဆောင်နေကြတာတွေ့ရပါတယ်။ဘိုးအေးကိုဟာဂျပန်ဒေါ်လာရေးအပြီးအသည့်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ဗမာတပ်မတော်ကို1946ခုနှစ်မှာထပ်မံဝင်ရောက်ခဲ့ရပါတယ်။ ပြည်မျိုးရှိဘိုးနေဝင်ဦးစီးတဲ့တာနာကလေးမှာတက်သားအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး1952ခုနှစ်ကြာမှဘိုတင်နန်းအပတ်စဉ်လျှောက်ကိုတရားခွင်ရရှိခဲ့ပြီးပြန်တန်းဝင်အရာရှိဖြစ်လာခဲ့သူဖြစ်ပါတယ်။ဘိုတင်ဆွေက1962မှာပုံမူကြီးအစင်းနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါမှာဒုတိယတိုင်းမူအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ဘိုအေးကူကလည်းနာတာခါမှာဒုတိယပုံမူကြီးအစင်းနဲ့စီဦးစီးမှုပထမတန်းဂျီဝန်တာဝန်ကိုထမ်းဆောင်ခဲ့တာတွေ့ရပါတယ်။ အရာဝတီတိုင်းသာခြင်းလည်းဖြစ်တက်တခုထဲမှာလည်းအထက်အောက်တာဝန်တွေကိုအတူတကွထမ်းဆောင်ခဲ့ရသူတွေဖြစ်ခဲ့ကြပူပင်မဲ့ဘိုးအေးကိုဟာပုပ်ကိုရီအာဂါရာကြီးမလွန်သူဖြစ်တဲ့အတွက်ဒုတိယတိုင်းမူဘုံမူကြီးတင့်ဆွေ အပေါ်မှာမလိုမုံတိမှုတွေရှိခဲ့ကြောင်းသိရှိရပါတယ် ဘိုတန်းရွှေနဲ့ဘိုတင်ဦးတို့ရဲ့ဆရာရင်ဘိုအီးကိုဟာဘိုနေဝင်းရဲ့တာနာကလေးငယ်မွေးရှံပေါက်ပြီးပြီးစိတ်တဘောထားတည်တဲ့ယုံညံ့တဲ့နေရာမှာသူ့ဆရာကြီးဖြစ်တဲ့ဘိုနေဝင်းထက်တောင်အစာပေါင်းများစွာပိုနိုင်တယ်လို့သူနဲ့အတူတာဝန်ကျခဲ့သူတွေက မှတ်ချက်ပြုကြတာတွေ့ရပါတယ်1968ခုနှစ်မှာဒုတိယဗိုလ်မှူးကြီးအေကိုဟာတမ88မှာဒုတိယတမမှူးဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်ကတမ88ရဲ့တမမှူးဟာဗိုလ်မှူးကြီးတန်းတင်ဖြစ်ပါတယ်။ ဘိုးတန်းတင်နေဘိုးအေးကိုတို့ကြားမှာလဲပုပ်ကိုရေးအရာတဦးနဲ့တဦးမတိတ်ခဲ့ကြဘူးလို့ဆိုပါတယ်ဘိုးအေးကိုရဲ့နောက်ကျောသားနဲ့ထိုးတဲ့အကျဉ်းကြောင့်သူ့အထက်အရာရှင်မှန်သမျှသူ့ကိုအမြဲတတိထားဆက်ဆံကြတယ်လို့ဆိုပါတယ်ပုံမူကြီးတန်တင်ရပါခတိုင်မှုအဖြစ်ပြောင်းရွှေ့သွားတဲ့အခါပုံမူကြီးအေကိုကတမ88မှာတမမှုဖြစ်လာခဲ့ပါတယ်။ ပုတ်ကိုရီအာဂါရာဂျီမာလွန်နဲ့ဘုံမူကြီးအိတ်ကိုဟာတိုင်မူအောင်နေထိုင်သွားတဲ့နေအိမ်နဲ့တိုင်မူအောင်စီးသွားတဲ့ကားတွေကိုဆက်မတုံးပဲသူအတွက်အိမ်အသစ်ဆောက်ကားသစ်ဝယ်ပြီးအသုံးပြုခဲ့ကြောင်းလည်းသိရှိရပါတယ်ဘိုးအေးကိုဟာမဆာလာပါတီရဲ့တွဲဖက်အတွင်ရေမူတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အချိန်မှလဲဘိုးကျောရွာမှာသူ့အတွက်ဆောက်လုပ်နေတဲ့တိုက်အိမ်ကိုစောက်ပြီးကမှပုံစံမကြိုက်လို့ဆိုပြီးပြန်ဖြတ်ဆောက်ခိုင်းခဲ့တာလည်းသိရှိရပါတယ်။ ယခုအကြေကျုပ်ရှာမဲ့ခံနေရတဲ့အဖွဲ့ချုပ်ဒုဥက္ကဋ္ဌမြမတက်မတော်ရဲ့စထုတ်တာများကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးသူရတင်ဦးကို1986ခုနှစ်မှာယာရူးပြုတ်ပြီးတက်မတော်ကထုတ်ပယ်ခံရအောင်ဤအမျိုးမျိုးနဲ့ကလိန်ကကြစ်လုတ်ခဲကြရမှာလဲစစ်ထောက်လမ်းရေးအကြီးအကဲလမ်ပါတင်ဦးမြင့်မှန်တင်ဦးနဲ့အတူရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှာဗိုလ်မှူးကြီးအေးကိုတို့ပါဝင်ခဲ့ကြောင်းသိရှိရပါတယ် ဗိုလ်ချုပ်ကြီးသူရတင်ဦးရဲ့ကာကွယ်ရေးဦးစီးချုပ်တက်တန်း1984ခုနှစ်ကနေ1986ခုနှစ်အတွင်းရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတရှုံးမှာဗိုလ်ချုပ်ကြီးသူရတင်ဦးကပြစ်ခတ်ရှင်မုံဖို့ခွင့်မပြုခဲ့တဲ့အပေါ်လမ်ပါတင်ဦးနဲ့ဗိုလ်မှူးကြီးအေကိုတို့ကမကြင်မနက်ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်ဗိုလ်ချုပ်ကြီးသူရတင်ဦးကိုအပြစ်ရှာလို့မရတဲ့အတွက်ဇနီးဖြစ်သူဒေါက်တာတင်မိုးဝေဟာလူကြီးမိသားစုလိုက်နာရမယ့်စီကံတွေကိုရှုတ်ဖောက်ခဲ့တယ်လို့ဆွဆွဲပြီး ဗိုလ်ချုပ်ကြီးသူရတင်ဦးကို1986မတ်လ6ရက်နေ့မှာအတင်းအကျပ်နှုတ်ထွက်ခိုင်းခဲ့တာဖြစ်ပါတယ်။ဗိုလ်ရေးကိုရဲ့တပည့်ကြီးဖြစ်တဲ့ဗိုလ်တန်းရွှေကဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးအပေါ်အခုအချိန်အထိအညိုတကြီးဖြစ်နေတာဟာလဲသူ့ဆရာစီကရရှိခဲ့တဲ့စိတ်သက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီလိုစိတ်နေသဘောထားရှိတဲ့ဘူတန်းရွှေရဲ့ဆရာဟာ1986ခုနှစ်မှာဒူတက်ရှုပ်ဖြစ်လာခဲ့ပါတယ်။ မဆာလာပါတီဥက္ကဋ္ဌကြီးဦးနေဝင်းကလည်းသူ့ရှေ့ရနေမဲ့တပည့်ဆိုပြီးဘိုးအေးကိုကိုမြမတက်မတော်မှာတခါမှမပေးဘူးသေးတဲ့ဒုတိယဘိုးချုပ်ကြီးဆိုတဲ့ယာတူးကိုပေးအပ်ပြီးရှင်းမြင့်မြောက်စားခဲ့တာတွေ့ရပါတယ်။ဘိုးတန်းရွှေဟာဆရာဆိုးတပည့်ဖြစ်ပေမဲ့နေရာကောင်းတွေကိုတော့ရခဲ့ပါတယ်။ဘိုးအေးကိုကောင်းစားနေချိန်မှာတပည့်ကြီးဖြစ်တဲ့ဘိုတန်းရွှေဟာလည်းတမ88ဒုတိယတမမူတမမူစားတဲ့အစစ်မြင့်ယာတို့တွေကိုတစ်ခုပြီးတစ်ခုရရှိခဲ့ပါတယ်။ 1981စက်တင်ဘာလမှာပိုရီကိုဟာအသက်60ဆွဲပြည့်လို့ဒုတရှုပ်အဖြစ်ကနေဖယ်ရှားခံခဲ့ရပေမဲ့ဩဇာအာဏာပိုကြီးမလာတဲ့ပါတီအထွေထွေအတွင်းရေးမှုနဲ့နိုင်ငံတော်ကောင်စီအတွင်းရေးမှုရာထူးတွေကိုရရှိခဲ့တဲ့အတွက်သူတပည့်ကြီးကိုလည်းနာတာခတိုင်းမူဒုတိယတက်ရှုပ်ကြီးစားတဲ့ရာထူးတွေရရှိသည့်အထိဆက်တင်ပေးခဲ့တာကို တွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်တင်းဆွေတမ89ခွန်တမမူတာဝန်ကိုထမ်းဆောင်နေစဉ်ဗိုလ်ကြီးခင်ညွန်းကတမမူရဲ့ကိုရဲအရာရှိ PSO အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာကြောင့်ဗိုလ်ချုပ်တင်းဆွေကဗိုလ်ချုပ်ကြီးခင်ညွန်းရဲ့လက်ဦးဆရာဖြစ်ခဲ့ပါတယ်ဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့သူမိသားစုအလုံးနှစ်ရှစ်ထောင်တန်းတွေရှာမှတ်ခံနေရချိန်မှာဗိုလ်ချုပ်ခင်ညွန်းရဲ့မိရဲနံဝင်းရဲ့တားငယ်တအူးကိုဗိုလ်ချုပ်တင်းစွေကခေါ်ယူမွေးစားပြီးကြောင်းထားပေးခဲ့ကြောင်းသိရှိရပါတယ်။ ဗိုလ်ချုပ်တင်းစွေဟာယာတခတိုင်မူကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဝန်ကြီးချုပ်ယုံဒုတိယဝန်ကြီးအမတ်တစ်ဆက်မှုဝန်ကြီးဌာနဝန်ကြီးမာဆာလာပါတီဗဟိုအလုံးအမှုဆောင်စားတဲ့ယာဒူးတွေကိုရရှိခဲ့ပေမဲ့ဒုတိယတချုပ်ယာဒူးကိုတော့မရရှိခဲ့ပါဘူး။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရတင်ဦးလက်ထက်မှာဒုတိယကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်ဗိုလ်ချုပ်တင်ဆွေကိုခန့်အပ်ဖို့ဆန္ဒရှိခဲ့ပေမဲ့ဥနေဝင်းရဲ့ညွန်ကြားချက်အရဗိုလ်ချုပ်တင်ဆွေရဲ့လက်အောက်အရာရှိဖြစ်တဲ့ ဗိုလ်ချုပ်သူရကျော်ထင်ကိုသာခံခဲ့ရပါတယ်ဒါပေမဲ့ဗိုလ်ချုပ်တင့်ဆွေနဲ့ဒုတိယတက်ရှုပ်သူရကျော်ထင်တို့ဟာစိတ်သဘောထားပြေဝသူတွေပြီးပြီးတဦးနဲ့တဦးအပြန်အလှန်တလီတဆဆက်ဆံခဲ့ကြောင်းသိရှိရပါတယ်။ဗိုလ်ချုပ်ကြီးသူရကျော်ထင်တက်ရှုပ်ကြီးဖြစ်လာချိန်မှာလဲဦးနဲ့ဝင်းကဗိုလ်ချုပ်အေးကိုကိုဒုတိယတက်ရှုပ်အဖြစ်ခန့်အပ်ခိုင်းခဲ့ပါတယ်။ ဆရာကြီးတွေဖြစ်ခဲ့ကြတဲ့ဘိုးအေးကိုနဲ့ဘိုးတင်းဆွေတို့ရဲ့ចောင်းတော်ကရန်စာတွေကိုတပည့်ရင်းတွေဖြစ်ခဲ့တဲ့ဘိုးတန်းရွှေနဲ့ဘိုးခင်ညိုတို့ကလက်ဆင့်ကမ်းသဲဆောင်လာပြီးမြမတက်မတော်ရဲ့ဟင်းသာကိုကောင်အခန်းဆက်ဇက်တော်ကြီးကိုဆက်လက်ကပြအသုံးတော်ခံခဲ့တာဖြစ်ကြောင်းတုံသက်တင်ပြလိုက်ရပါတယ်။